မင်္ဂလာပါရှင်။ဘာမခက်တဲ့တရင်ဌာနမှပြန်လေးကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှာစာပေနောက်ဆုံးရသတင်းများကိုဆက်လက်စင်ခန့်တင်ဆက်ပေးပါဦးမယ်ရှင်။ပထမအဆုံးသတင်းအနေနဲ့အကျန်းဖက်မင်းအောင်လိုင်းလေရင်မှုတူဘုံမှုကြီးမင်းမင်းစုမောင်းနေသောစစ်တပ်အထူးလေရင် Focus 70 F2A 0070လေရင်အမှတ်002ဖြင့်တိုင်းနိုင်ငံဘန်ကောက်သို့ရောက်ရှိဆွဲရတဲ့မယ်ဖြစ်ပါရရှင်။ အကြမ်းဖက်ဆဲကောင်ဆောင်မယောင်လိုက်သည့်ယနေ့နေ့နဲ့ပိုင်းလေးတက်မှာလေးမှုတူပုံမှုကြီးမင်းမင်းဆိုမောင်းနေသောစတက်အထူးလေး Focus 70 F2A 0070လေးရင်အမှတ်002ပြန်တိုင်းနိုင်ငံဘန်ကောက်မြို့သို့ရောက်ရှိသည်မြန်လိုင်းကယနေ့ဧပြီလ3ရက်နေ့စတက်အထူးလေးရင်ဖြင့်နေပြည်တော်မှဘန်ကောက်မြို့သို့ထွက်ခွာခဲ့ခြင်းဖြစ်ပြီးထိုင်းဝမ်ကျေးဇူးပေတော်နယ်ရှင်နယ်ဝက်ထရာ၏ဖိတ်ကြားချက်အရဘင်စတက်စီဝေတန်ရောက်ရှိလာခြင်းဖြစ်သည် မင်းအောင်လိုင်းလိုက်ပါမည်စတက်တူလျင် Focus 70 F28070 လျင်အမှတ်002ကိုဒူးပုံမှုကြီးမင်းမင်းဆိုကလျင်မှုဖြစ်၎င်းပုံမှုနေထုံအိုကအကူလျင်မှုပိုကြီးမင်းမင်းထိုက်ကအကူလျင်မှုပိုကြီးအောင်ချောမင်းကလေးချောင်းအင်ဂျင်နီယာဖြစ်၎င်း ကိုကြီးတော်ချိုတတားကလေးချောင်းလန်းညော်အရာရှိပြေ၎င်းလိုက်ပါခဲ့ကြသည်။ဖန်ကောက်တင်းအစည်းဝေးတရံအတွက်နိုင်ငံသားရေးဝန်ကြီးတန်ဆွေနှင့်မင်းအွန်လိုင်းတို့နှစ်ဦးစလုံးမှစစ်တပ်အထူးလေး Focus 70 F28 0070လေးရင်အမှတ်002ကိုတစည်းတဲ့လူလာခောက်ပြန်အုံပြနေကြခြင်းဖြစ်သည်။ဆလဘေးအပြည့်ရဲ့ဆက်ကောင်စီကြောက်ဖြူကိုလေးချောင်းပုံကျဲဆိုတဲ့တဲ့မဲ့ဖြစ်ပါရဲ့ရှင်။ ရခိုင်မြို့ကျောက်ဖြူမြို့နယ်ကုန်းကျွန်းကျေးရွာအနီးတစ်ဝိုက်ကိုယနေ့ဧပြီလ3ရက်နေ့နေ့7နာရီစစ်ကောင်စီကဒရုန်းပုံ33လုံးထံမနေဘုံကျဲတိုက်ခတ်ခဲ့ပြီးလက်နက်ကြီးအလုံး30ကျော်အဆက်မပြတ်ပြက်ကတ်တိုက်ခတ်ခဲ့ကြောင်းဒေသခံများထံမှသိရသည်။ ထို့သောပြေခတ်မှုကြောင့်ထိခိုက်ပျက်စီးမှုအသေးစိတ်ကိုဆက်လက်ဆောင်ဆန်းနေစေဖြစ်သည်။လက်ရှိရင်ကြောက်ဖြူနေအနေအထားတွင် match လ29ရက်မှစ၍အရက်ကတမ်မရီထိုးစင်များရန်နေပြီးစစ်ကောင်စီကလက်နက်ကြီးပြေခတ်မှုများမကြာခဏလုပ်နေခြင်းဖြစ်ကြောင်းဒေသခံများကဆိုသည်။ မတ်လ31ရက်ကလည်းကြောက်ဖြူမျိုးနဲ့စင်ချောင်းပုံပြီးခြေရွာကိုစစ်ကောင်စီနေပြီကလက်နက်ကြီးပစ်ခတ်မှုကြောင့်ရဟန်းတပါးနဲ့ဒေသခံတို့သေဆုံးပြီး9ဦးတံခါးရရှိခဲ့သည်စစ်ကောင်စီကငလင်းရိုက်ခတ်မှုအပေါ်ကုညီကယ်ဆယ်ရေးနှင့်ပြည်လဲထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်ပစ်ခတ်တိုက်ခိုက်မှုများကိုသုံးပတ်ကြာရာရဲစဲကြောင့်ယမန်နေရင်ထုတ်ပြန်ထားသည် ငလင်ဘေးတံခံရသည့်ပြည်သူများအတွက်ထိရောက်သည့်ကယ်ဆေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အရက်ကတမရအေးပါဝင်သည့်ညီနောင်မမိတ်၃ဘွဲကလည်းယာယီပြက်ခတ်ရက်ကြောင်းဧပြီလ၁ရက်နေ့တွင်ထုတ်ပြန်ထားသည်ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကြောင့်ရကတော့သဂိုင်းမျိုးတကြဒီတာတီလာရှင်စာတဲ့နိုင်ပြူချမော်ရင်အစိုးအထူးကိုဆရာဝါမကြီးဒေါက်တာတန်နာသွင်းအပါဝင်ပြည်သူ၃သိဆုံးပြီးចောင်းတိုက်နိုင်ရကဆရာတော်၃မှာပါဝင်၆ပါပြန်လွန်တော်မူဆိုတဲ့တဲ့မဲဖြစ်ပါရှင် စကိုင်းမြို့တက်ကြဒေတာဒေလာရှင်စာတင်တိုက်ပြူချမော်ရင်အစိုးအထူးကိုဆရာဝမကြီးဒေါက်တာတန်နာသွင်းအပါဝင်ပြည်သူ့တုံးတည်ဆုံးပြီးចောင်းတိုက်နိုင်ရကဆရာတော်၃ပါအပါဝင်၆ပါပြန်လွန်တော်မူခဲ့ကြောင်းတက်ကြဒေတာဒေလာရှင်စာတင်တိုင်းမှာဆရာလေးမဝန်သားကရှန်ကုန်ခေတ်သတင်းဌာနထံသို့မိန်ကြားသည်မက်စလာ၂၈ရက်နေ့မွန်ဒေး7:52နာရီကစကိုင်းမြို့ဘူပြွေမြင်းကလေးလှုပ်ခတ်စဉ်စကိုင်းမြို့နယ်ဦးမြို့တွင်ဆုံးပုံညာရှင်ဖျားအနေရှိတကြဒီတာဒေလာရှင်စာတင်၌ပြောကြားခဲ့ရာကြောင်းတိုက်အတွင်းတွင ်တာယုတ်ပဒါနနိုင်ကသီလာရှင်ဆရာတော်ကြီးတပါးစာချနိုင်ကဆရာတော်နှစ်ပါးစာသင်စာဆရာလေးသုံးပါးပြန်လည်တော်မူခဲ့တဲ့အပြင်သီလာရှင်ဆရာလေးများကိုဥပုံနေအပတ်စဉ်တိုင်းဇမတ်ရေဆောင်ရှောက်မှုပေးနေသည့်အစိုးအထုကုဆရာဝမကြီးဒေါက်တာတန်သာသွင်းပါဝင်၃ဦးတို့လည်းတည်ဆုံခဲ့ကြောင်းသိရှိရသည် ဥပုံနေတိုင်းကိုဆရာမကြီးကအပတ်တိုင်းလာပြီးဆရာလေးတွေကိုကျမ်းမရင်ဆောင်ရှာမှုပေးတာအရင်နေ့ကလည်းဥပုံနေဖြစ်နေတော့ဆရာမကကြောင်ရောက်နေတာပေါ့တာယုတ်ဗရာဏနိုင်ကဖွဖွားကြီးတပါးရဲ့စာချနိုင်ကဆရာနှစ်ပါးစာသင်သားဆရာလေးက၃ပါးတက္ကမကတော့ဆရာမအပါဝင်၃ယောက်ပေါ့ပြက်စီးသွားတဲ့ကြောင်ကတော့ရှင်းလင်းလို့တော့မပြီးသေးဘူးရှင်းလင်းနေတော့မရှိသေးတဲ့ရုပ်လောင်းတွေအကုန်လုံးကတော့ထုတ်ပေးပါပြီတကြိုရာတွေလုတ်ပြီးပြီဖော်လို့ရတဲ့နေ့ကချက်ချင်းတကြိုလိုက်ကြတယ်ဟိုတကြဒေတာဒေလာရှင်စာသင်တိုင်းမှာ ဆရာလေးမန်ဝန်သားကရန်ကုန်ခေတ်သစ်တရင်ဌာနတန်းသူမိန်ကြားသည်အစိုးအထူးကိုဆရာအမကြီးဒေါက်တာတန်နာသွင်းသည်အပတ်စဉ်စနေနေ့တိုင်းသူမနေထိုင်ရမန္တလေးမြို့မှာသခိုင်းမြို့နေအုံမြို့တရှိသကြဒေတာဒေလာရှင်စာသင်နိုင်သူတော်ကစာသင်နာဒေလာရှင်300ကျော်တို့အားကုသိုလ်ဖြစ်စေကုသခြင်းကိုနှစ်ပေါင်းမြောက်များစွာပြက်ကွက်မှုမရှိပြုလုပ်ခဲ့သူဖြစ်ကြောင်းသိရသည် ငလင်လောက်ခဲ့တဲ့နေ့ကတကြဒေတာကြောင်းစီကန်တိုင်းမကျမ်းမာသူဆရာလေးများအားစိတ်ကူတာစေငလင်ကြီးလောက်ကကြောင်းပြွေဆရာဝန်မကြီးနဲ့ကြောင်းတာရကမှဖြစ်သူဆရာဝန်မကြီးဤညမတဝန်းွယ်တို့သည်ဆရာလေးအစုံနဲ့အတူကွယ်လွန်ခဲ့ကြကြောင်း ရှင်ဖြေကိုမျက်မြင်တွေ့ရသောတာယုတ်သီလာရှင်ဆရာကြီးလည်းအလွန်စိတ်ထိတ်ကြသဖြင့်ရုတ်တရက်နှလုံးရက်ကထိုနေရာ၌ပင်ချက်ချင်းကွယ်လွန်ခဲ့ကြောင်းသိရှိရပါသည်ရှင်။ဆလဘီဗမော်ရင်ဆက်ကောင်စီဒရုန်းများ၅စင်းအထိပစ်ချခံရ၍အစားထိုးဒရုန်းများထပ်တောင်းနေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကချင်လွတ်လပ်ရေးတပ်မတော် KIA ကစစ်ကောင်စီဒရုန်း၅စင်းကိုဗမော်တိုက်ပွဲတွင်ပစ်ချနိုင်ခဲ့ကြောင်းသိရသည် စစ်ကောင်စီအမှန်၂၁စစ်စီကိုကဲမှုဌာနချုပ်စကခ၂၁အတွင်းဟန်စာဒရုန်းဖွဲ့နှင့် heavy drone ဖွဲ့တို့ရောက်ရှိနေပြီးဟန်စာဒရုန်းနဲ့စိန် heavy drone ၃၀နာကျန်ရှိတော့ကြောင်းတပ်သရင်အခြေအနေများနဲ့စီးရဲများကိုလေလာသုံးသပ်သူပူကြည့်စင်ရောတမ်းမသိရသည်ပူဆန်းထန်နိုင် OCD ဟန်စာဒရုန်းဖွဲ့၂၆တွင်စက်မှန်၂၁ခွန်၃ညာလေး၃၃ညာ၃ညာ၃ဒရုန်း၂၀နဲ့ ပိုကြီးတော်စင်ဦးဦးစီတီဒရုန်းဖွဲ့ငါရင် heavy drone ဆက်အမှတ်တည်နေတတခွန်တတကို၃စီစုစုပေါင်း50နာကျန်ရှိတော့ကြောင်းသိရသည်ထို့ကြောင့် KIA ပြစ်ချလိုက်၍ပျက်စီးသွားသည့် drone များအစားအရေးပေါ် drone 50ပြည့်တင်ပြန်တောင်းခံနေကြောင်း AR တိုင်းစီရေးတရင်မြက်ကလည်းအတည်ပြုပြောကြားသည် ပမော်တိုက်ပွဲမှာစစ်တပ်ကဒရုန်းတွေကိုအဓိကထားပြီးတိုင်နေတာ KNY ဘက်ကဒရုန်းတွေပစ်ချနိုင်ခဲ့တယ်။သူတို့ဘက်ကအရေးပေါ်ဒရုန်းတွေကိုမက်လ28ရက်လောက်ကတောင်းဆိုထားတယ်လို့သိရတယ်ဟုစီရီသတင်းရင်းမြစ်က AR Time ကိုပြောသည်။လက်ရှိရင်းစစ်ကောင်စီသည်ဧပြီလ2ရက်နေ့မှာဧပြီလ22ရက်နေ့အထိတိုက်ပွဲများကိုရပ်တန့်သွားပြီးပြစ်ကြောင်းကြေညာထားတော့လေ။ကချင်ပြည်နယ်ရှိအချို့နေရာများကိုလေကြောင်းမှတိုက်ခိုက်လျက်ရှိသည်။စစ်ကောင်စီသည်ယနေ့ဧပြီလ3ရက်တွင်နနက်ပိုင်းမှစ၍ဝိုင်းမော်မြို့နှင့်လမန်ကျေးရွာနေသို့စစ် ြောင့်သူကခလာရ58မှာလက်နက်ကြီးပစ်ကိုပြင်လေးချောင်းပစ်ကိုများပါအုံပြတိုက်ခိုက်လာကြောင်းဒေသခံများထံမှသိရသည်စစ်ကောင်စီသည်လက်မြန်ဖုတ်ကျိတ်နံဝဝါရှောင်းကြေးရွာများဘက်ကို120မမလက်နက်ကြီးများဖြင့်ပစ်ကန်နေပြီးယနေ့နေ့လယ်ပိုင်းတွင်လေးချောင်းကိုပါတိကတား၍ပစ်ကတ်တိုက်ခိုက်လာနေကြောင်းသိရှိရသည်ဆလဘေလူစုလူဝေးနေတကြံမကြရင်အရက်ခတမရအေးအသေးပေးဆိုရတဲ့မဲ့ဖြစ်ပါရရှင်။ လူစုလူဝေးနှင့်တကြံမပြုတ်လောက်ကြိုင်းအချက်ပါဝင်သည့်တကြံကာလလိုက်နိုင်ရမည့်စည်းကမ်းချက်များကိုအရခတမရအေအေကရခိုင်ပြည်သူများကိုအသေးပေးထုတ်ပြန်လိုက်သည် Western News ၏စုံစမ်းချက်အရအရခတမရအေအေစေယုံချုံကရခိုင်ပြည်သူများအားတိုက်ရိုက်အသေးပေးထုတ်ပြန်ထားခြင်းမျိုးမဟုတ်ပေသက်ဆိုင်ရာမြို့နယ်အလိုက်တာဝန်ရှိသူများအားအေအေစေယုံချုံကညွန်ကြားထားခြင်းဖြစ်သည်မြို့နယ်အလိုက်အရခတမရအုပ်ချုပ်ရေးဖွဲများမှတစင်းရခိုင်ပြည်သူများတက်ဆက်ညွန်ကြားသေးပေးထုတ်ပြန်ထားခြင်းဖြစ်ကြောင်းသိရသည် အရက်ကတမ်ရောအေးတကြံကာလာတွင်ပြည်သူများလိုက်နာရမည့်အချက်များမှာလူစုလူဝေးဖြင့်တကြံမဲနဲ့ပြုလို့ရေကစားခြင်းမလုပ်ရလူအများပြားစီနေမီကားများဖြင့်လဲပတ်ခြင်းမလုပ်ရတရွာနှင့်တရွာကားများဖြင့်ကားခုံခြင်းများမလုပ်ရတို့ပါဝင်နေရှင်ဖြင့်ဖုံးတော်စီကြောင်များတွင်ဥပုပ်တီလာစောက်တီခြင်းများမလုပ်ရအလူအတန်းပွဲတော်များခြင်းမခြင်းမပြုလို့ရလူစုလူဝေးဖြစ်သောတခြင်းစိုးပွဲများမပြုလို့ရမြို့ရွာထဲများတွင်ဆောင်းပေါက်များဖွင့်လင်း၍စုစုညံ့ညံ့မပြုလို့ရအစာတီတို့ပါဝင်နေ ရခိုင်ပြည်မှာတကြံကာလာအားလုံလုံချုံချုံပြပြွှွှွှွှင်ပြင်းလွတ်လပ်စွာကျင်းပခွင့်များရှိသည်မှာ2018-2019ခုနှစ်တည်းအားဖြစ်ပြီးအဖြစ်တဘောတသာကျင်းပမှုများဖြင့်တကြံကာလာကိုဖြတ်တန်းခဲ့ကြရသည်ဆလာဘီစေကောင်စီကရာရီအပြည့်ကက်ရဲစဲမီဂရီမတီပင်အင်းတော်မျိုးကိုလေးချောင်းမှပုံသီး30တလုံးကျဲချတိုက်ခိုက်ဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ စစ်ကောင်စီသည်ရန်20ကြာရရဲ့အပြစ်ခက်ရစဲသည်ကိုယမန်နေ့ဧပြီလ2ရက်နေ့ညပိုင်းကထုတ်ပြန်ပြီးနောက်ယနေ့နံနက်ပိုင်းတွင်အင်တော်မျိုးကိုလေးချောင်းမှဘုံသီး30လုံးအထိခြေချတိုက်ခိုက်ခဲ့ကြောင်းသိရသည်စစ်ကောင်စီသည်ယနေ့ဧပြီလ3ရက်နေ့နံနက်6နိုင်ခန့်မှစတင်၍စကိုင်းတိုင်းအင်တော်မျိုးနှင့်အတွင်သို112လေးရင်ဖြင့်ဘုံသီး30လုံးအထိခြေချတိုက်ခိုက်ခဲ့ကြောင်းလေးချောင်းအန်တွေကိုစောင့်ကြည့်အမှတ်တမ်းတင်ကထနိုင်ငံလုံးလေးချောင်းကင်းထောင်နေသည် Nationwide S ကအန်ဒီ S ကထုတ်ပြန်ထားသည် မနေ့က112နဲ့ဘုံလောင်ကျဲတာမှန်ပါတယ်တိုက်ပွဲနှစ်ရက်သတိုက်ဖြစ်နေပါတယ်ဟုအင်းတို့ရှိတော်လင်းရော်တူက ARA တိုင်းမို့ပြောသည်ငလင်တန်းကြောင့်ကုညီကေစေးလုပ်ငန်းများဆိုင်းလေလှုပ်ဆောင်နေတဲ့ညင်တော်မပဲသုံးဖွဲနဲ့ NUC တို့ဟာရှားရီတစ်ဖက်သက်ပြက်ခက်ရဲဆဲထားတောင်းထုတ်ပြန်ပြီးနောက်စစ်ကောင်စီကလည်းရဲ20ကြာရှားရီပြက်ခက်ရဲဆဲဆောင်ထုတ်ပြန်ခဲ့ပြီးကချင်လွတ်လပ်ရေးတပ်မတော် KIA ကလည်းစစ်ကောင်စီနေတို့ရှားရီထိုးစစ်ရဲဆောင်ထုတ်ပြန်ထားတယ်